ပါကစ္စတန်နိုင်ငံအတွက်သရှိုလုပ်ငန်းများလှုပ်ဆောင်ပေးမှုဖြင့်အိန္ဒိယနိုင်ငံအတွင်းမှရှိတဲ့ကောလိပ်ကျောင်းသားကျောင်းသူများကို အိန္ဒိယအစိုးရကဖမ်းဆီးထိန်သိမ်းတဲ့သတင်းဖြစ်ပါတယ်။အိန္ဒိယပါကစ္စတန်နှစ်နိုင်ငံတင်းမာမှုဖြစ်ပွားပြီးစစ်မဲ့ဖြစ်ပွားရမယ့်အခြေအနေရောက်ရှိနေတဲ့အချိန်မှာနှစ်နိုင်ငံစလုံးကတန်တမာများအပြန်အလှန်နှင်ထုတ်ခဲ့ကြပါတယ်။ နယူးဒေလီမြို့မှာရှိတဲ့ပါကစ္စတန်တန်ယုံမှဝန်တန်းတဦးဖြစ်သူဒိုင်းနစ်ဆိုသူနဲ့ဆက်သွယ်ပြီးအိန္ဒိယနိုင်ငံရဲ့စစ်ရေးသတင်းများ ပါကစ္စတန်နိုင်ငံသို့ပေးပို့မှုဖြင့်ဟာယန္နာကောလိပ်မှចောင်းသားចောင်းသူ6ဦးအားအိန္ဒိယနိုင်ငံကဖမ်းဆီးထိန်သိမ်းလိုက်ပါတယ်။မေလ23ရက်နေ့ကအိန္ဒိယနိုင်ငံဒေလီမြို့မှပြန်လည်နှစ်ထုတ်ချင်းခံရတဲ့ပါကစ္စတန်တန်ယုံမှုတန်းဒန်နစ်ဆိုသူကို ပြည်နှင်တန်းပြီးခဲ့ရာမှအဆိုပါတနင်္ဆိုသူကအိန္ဒိယနိုင်ငံတွင်မှရှိတဲ့ចောင်းသားចောင်းသူများကိုဆက်သွယ်ပြီးသတင်းရယူခဲ့ခြင်းဖြစ်ပါတယ်။အိန္ဒိယနိုင်ငံဟာယနာမြို့မှာတက်နေတဲ့ကောလိပ်ចောင်းသားចောင်းသူများအနက်အသက်25နှစ်အရွယ်ရှိတဲ့ဒေဗင်ဒရာဆင်းနဲ့ဂျိုတီရန်နီဆိုတဲ့ចောင်းသားចောင်းသူ2ဦးအပြင်အခြားသော4ဦးကိုလည်းဖမ်းဆီးထိန်သိမ်းခဲ့ပါတယ်။ဆိုပါចောင်းသားចောင်းသူများဟာ အိန္ဒိယနိုင်ငံရဲ့စစ်ရေးသတင်းများလှုပ်ရှားမှုများကို ပါကစ္စတန် Inter Service Intelligence ISI တို့ပေးပို့ခြင်း ကာကွယ်ရေးဝန်ကြီးဌာနတို့ပေးပို့ခြင်းများကိုယူကျူးမှတဆင့်လှုပ်ဆောင်ခဲ့တဲ့အတွဲဖန်စီထိန်သိမ်းခြင်းဖြစ်ကြောင်းသိရှိရပါတယ်ထမံလေးလာသိရှိရတဲ့သတင်းများအရမြန်မာနိုင်ငံအနောက်မြောက်ဘက်ဒေသအိန္ဒိယနိုင်ငံအရှေ့မြောက်ဘက်ဒေသအာတန်ပြည်နယ်မှာ စစ်စင်ရေးတရပြုတ်လုခဲ့ပါတယ် အဆိုပါဆစ်စင်ရေးအမည်ကတော့ operation ghost လို့ခေါ်ပြီးအာတန်ဒီနယ်အတွင်းမှာပါကစ္စတန်နိုင်ငံတွေကမွေးမြူထားတဲ့သရှိုများကစင်ကတ်အတုများအသုံးပြုပြီးတရင်များဆူဆောင်းကပါကစ္စတန်နိုင်ငံသို့တရင်များပို့ဆောင်နေခြင်းဖြစ်ပါတယ်အာတန်ဒီနယ်ရက်တပ်ဖွဲ့နဲ့အိန္ဒိယကြီးတပ်မှ ောင်လိုင်းရေးအဖွဲ့အစည်းများပူးပေါင်းဆက်ဆင်ရေးဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီးစင်ကတ်အတူများဖြင့်သတင်းများစုဆောင်းကထောင်လိုင်းရေးလုပ်ငန်းများလှုပ်ဆောင်နေတဲ့ပုံကူများအားဖန်ဆီးထိန်းသိမ်းခဲ့ကြောင်းလည်းတင်ဆက်အပ်ပါတယ်။